နာချာပရီစကူးကျောင်းရဲ့ half day full day ဘယ် program ကတင်းရဲ့အကောင်းဆုံးရွေးချယ်မှုလဲကလေးကိုအသက်နှစ်နှစ်မှ၅နှစ်အရွယ်မူတူအဆင့်ပညာရေးမှာစတင်ခဲ့တဲ့ပညာရေးဟာသူ့ဘဝရဲ့အခြေခံဖြစ်တာကြောင့်မူတူထားရမယ်ဆိုရင် full day program လား half day program လားဆိုတာကိုမိဘများကတရားစဉ်းစားပြီးရွေးချယ်ကြရပါတယ်ဒါကြောင့်မိဘများလွယ်လွယ်ကူကူနဲ့ရွေးချယ်လို့ရအောင်လာချပီစကူကျောင်းရဲ့ full day program နဲ့ half day program အကြောင်းကိုအတိအကျရှင်းပြပေးသွားမှာဖြစ်ပါတယ်။အချိန်အားဖြင့်မနက် 9:00နာရီနဲ့ညနေ3:00နာရီထိ lunch nap time အပါအဝင် program လေးပဲဖြစ်ပါတယ်ရှင်။ Holistic Development Language Math Science Art physical play အပြင် social and emotional skill တွေကို အချိန်အများကြီးနဲ့တငယ်ချင်း miss တို့နဲ့အတူစော့ကစားရင်လေ့ကျင့်တင်ကြနိုင်ပါသည် consistent routine အိမ်နဲ့အကြောင်းရဲ့အချိန်စရာ တူညီတစ်ဖြစ်ကလေးရဲ့အချိန်မှန်စည်းကမ်းလိုက်နာမှု discipline တိုးတက်လာပါတယ် confident and independent အိမ်ထက်မူကြိုးကြောင်းမှာအချိန်ပိုကုန်ကြရတာကြောင့် sub care skill communication skill တိုတက်လာပါတယ်ဒီ full time program လေးကိုရွေးချယ်ဖို့တိလျော်တူရရတော့အချိန်ကြီးအလုံးလုံးနေရတဲ့ဖြစ်ဖြစ်မြင်မြင်အတွက်တင်မျောပြီးတော့ကလေးကိုစိတ်ပိုင်းဆိုင်ရာလုံးချုပ်မှုရုပ်ပိုင်းဆိုင်ရာလုံးချုပ်မှုနဲ့ဘောင်းကျစ်ဆိုင်ရေးပိုင်းမှာအပြည့်အဝကွန်ပျူတာတက်စီခြင်းနဲ့ဖြစ်ဖြစ်မြင်မြင်များအတွက်ရွေးချယ်တင်ပါတယ်။ Half day program အတွက်အချိန်ကတော့မနက်9:00နာရီနေ့7:45အထိ program ပဲဖြစ်ပါတယ်။ ကျိုးကျေးဇူးတွေအနေနဲ့ကတော့ကလေးငယ်လိုစိတ်မချတည်ရဲ့မိဘနဲ့အချိန်ပိုပေးနိုင်ခြင်းကြောင့်ဆက်ဆခြင်းမှာစိတ်ချရနိုင်ပြီး pre-nursery ကလေးတွေအတွက်တင်တော်ပါရယ်။ Learning pressure အရင်မများပဲ play based နည်းလမ်းများနဲ့ step by step transition လုပ်နိုင်ခြင်းကြောင့်အခုမှမူကြိုစထားမယ်ဖိဖိမိမိများအတွက်ကတော့အတင်လျော်ဆုံးပဲဖြစ်ပါရယ်ရှင်။ Happy program ရွေးချယ်ဖို့တင်လျော်တဲ့သူတွေကတော့အိမ်မှာလည်း game site ပြီးမယ်မိသားစုဝင်မိဘတွေရှိပြီးတော့ကျင်းရှိနေတဲ့အချိန်မှာလည်းကလေးရဲ့လိုအပ်ချက်ဖွံ့ဖြိုးမှုတွေကိုဆက်လက် န့်ပို့ကူညီပေးနိုင်တဲ့သူတွေအတွက်ဖြစ်ပါရဲ့ရှင်။အခုမှမူကြိုစထားမယ်မိဘတွေအတွက်ကတော့ဒီချက်တင်တဲ့ program လေးပဲဖြစ်ပါရဲ့ရှင်။တင်ကလေးအတွက်အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့အခုပဲနာချက်ပီစကူကိုလာရောက်ဆက်သွယ်ဆောင်လိုက်တော့နော်